ရုရှားရဲ့မျိုးဆက်သစ် hypersonic ဒုံးကျည်တပ်ဆင်ထားတဲ့တပ်လျင်တစ်စီးကိုခိုးယူဖို့ယူကရိန်းနဲ့ဗြိတိန်တို့ပူးပေါင်းကြံစည်ခဲ့ကြောင်းရုရှားထောက်လှမ်းရေးဌာန FSB ကဆွဆဲပြောကြားခဲ့ပါတယ်။ရုရှားထောက်လှမ်းရေးဌာနရဲ့အဆိုအရယူကရိန်းနဲ့ဗြိတိန်တို့ဟာ Kinzhal အမျိုးအစား hypersonic ဒုံးကျည်တပ်ဆင်ထားတဲ့ MiG-31 တပ်လျင်တစ်စီးကို အပိုင်စီးပြီးခိုးယူလာပေးဖို့ရုရှားတပ်လျင်မှုတူဦးကိုချဉ်းကပ်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီမစ်ရှယ်တစ်ခုလုံးရဲ့အကြီးအကျယ်ချက်က ရုရှားကိုအကြီးအကျယ်ဒေါ်တာထွက်အောင်ရန်ဆပြီးပြဿနာတွေကိုပိုရှုပ်ထွေးသွားစေဖို့ဖြစ်တယ်လို့ဆိုပါတယ်။ခင်ဇောဆိုရာဟာရုရှားသမ္မတဗလာဒီမာပူတင်ဂုံအယူရဆုံး hypersonic ဆက်လက်နက်တွေတဲကတစ်ခုဖြစ်ပါတယ်။ hypersonic ဆိုရာဟာအတန်းထက်အနည်းဆုံး၅ဆပိုးများအောင်ပြန်တန်းနိုင်တဲ့မြန်နှုန်းကိုရည်ညွှန်းတာပါ။ရုရှားသတင်းဌာန Interfax က FSB အရာရှိတို့ရဲ့အဆိုကိုကိုးကွားပြီးနိုဝင်ဘာလ17ရက်နေ့မှာသတင်းဖော်ပြခဲ့ရပါတော့ယူကရိန်းထောက်လှမ်းရေးအေဂျင့်တွေဟာ တိုက်လျင်မှုကို MiG-31 တိုက်လျင်နဲ့အတူဒုံးကြီးကိုခိုးယူလာပေးမယ်ဆိုရင်ဒေါ်လာ3သန်းပေးမယ်လို့ကမ်းလှမ်းခဲ့ကြောင်းဒါ့ပြင်လျင်မှုဆန္ဒရှိတဲ့ဥရောပနိုင်ငံတခုခုမှာနိုင်ငံသားဖြစ်ခွင့်ပြုမယ်လို့လည်းကတိပြုခဲ့ကြောင်းပါရှိခဲ့ပါတယ်။ရည်ရွယ်ချက်ကတော့လျင်ကိုအပိုင်စီးခိုးယူပြီးရင်နေတိုးစစ်မှောက်မဲ့အဖွဲ့ဝင်ရူမေးနီးယားနိုင်ငံရဲ့ကွန်စတန်တာမြို့နားကစစ်အခြေစိုက်စကန်တခုစီပြန်တန်းလာရမှာဖြစ်ပြီးအဲ့ဒီနေရာမှာလေကြောင်းကောက်ွေလက်နက်တွေနဲ့လေရင်ကိုဖြက်စီးပစ်ချလိုက်မှာပါ။ ဒါဟာရုရှားကနေတိုးကို ထိပါရန်စတဲ့ဆိုတော့လောက်ကျန်ဇလန်းကိုဖန်တီးဖို့အခင်းကျင်းမျိုးလို့ FSB ကဆိုပါတယ်။ရုရှား Telegram Channel တွေက Ukraine Agent တူဟာအလုပ်ဖြစ်မယ်လို့ယူဆရတဲ့ရုရှားတပ်လေယာဉ်မှူးတူကိုကနအူးချင်းကပ်ခဲ့ပေမဲ့လေယာဉ်မှူးကငြင်းဆန်ခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။အဲဒီအခါတွဲဖက်လေယာဉ်မှူးကိုဆက်လက်ချင်းကပ်ခဲ့ပြီးလေယာဉ်ပြန်တန်းနေချိန်မှာလေယာဉ်မှူးရဲ့အောက်ဆီဂျင်ပိုက်ကနေအစိတ်ခတ်နိုင်မဲ့အစီအစဉ်ကိုပါကမ်းလှမ်းပြင်ဆင်ပေးခဲ့တယ်လို့သိရပါတယ်။ အဒီလေရင်အပိုင်စီးမှုကိုမူလကနိုဝင်ဘာ၄ရက်နေ့မှာ အကောင့်ထဲပို့ဖို့ကြံစီပြီးတစ်နှစ်လောက်ကြိုတင်အချိန်ယူထားခဲ့တာလို့ FSB ကစစ်ဆေးပါတယ်။အဒီကိစ္စနောက်ကွယ်မှာဗြိတိန်ကလည်းထက်ထဲဝဝင်ပါဝင်နေကြောင်းဒါပေမဲ့ဒီကိစ္စအထောက်မမြအောင်ဒါစီးနိုင်ခဲ့ကြောင်း FSB ကပြောပေမဲ့အသေးစိတ်ကိုတော့မှတ်ချက်မပေးခဲ့ပါဘူး။ရုရှားအစိုးရပိုင်း RNA သတင်းဌာနကလည်းယူကရိန်းနဲ့ဗြိတိန်ထောက်လှမ်းရေးဌာနတွေပူးပေါင်းပြီးရုရှားကိုအကြီးစားရန်ဆောင်ရဲ့ကိစ္စတခုကိုကြားပြဟန်တားနိုင်ခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။ ရုရှားရဲ့ဆက်ဆွဲချက်နဲ့ပတ်သက်ပြီးအတည်ပြုဖို့တော့အခက်ခဲပါတယ်။ယူကရိန်းနဲ့ဗြိတိန်ဘက်ကလည်းဒီကိစ္စအပေါ်တုံ့ပြန်ဖြေရှင်းတာမရှိသေးပါဘူး။ FSB ကဒီကိစ္စအတွက်လက်တော့ပြန်တဲ့အနေနဲ့အခုသတင်းပတ်အစောပိုင်းတော့ကယူကရိန်းရဲ့မြို့တော်ကိယန်မှာရှိတဲ့ electronic ထောက်လိုင်းရင်းနဲ့တခုကိုခင်းစောဒုံးကြီးတွေနဲ့တိုက်ခိုက်ခဲ့တယ်လို့လည်းပြောပါတယ်။ FSB ဟာဆိုဗီယက်ခင်မှာအထူးနာမည်ကြီးခဲ့တဲ့ KGB ထောက်လိုင်းရေးဌာနကိုစက္ကန့်ထားတဲ့ agency လည်းဖြစ်ပါရဲ့ရှင်။